မတို့တငယ်ချင်းတွေနဲ့ JB ကိုနေချင်းမြက်လေးသွားဖြစ်ခဲ့ပါတယ်ဒီဘလော့လေးထဲမှာတော့အိမ် JB မှာမတို့စားကြတာလေးတွေလုပ်ခဲ့ရလေးတွေကိုဘောတော့ရိုက်ထားတာလေးတွေပါရင်သုံးတော့ဝူလန်းချက်ပွားရီမှာကားတွေရဲများလို့မတို့ဆင်းလျှောက်ခဲ့တယ်ပေါ့နော်ပြီးတော့အမတို့သွားတာကအခုမနေ့ချင်းနိုင်ပဲပေါ့ဒါတော့မှလူတွေအများကြီးပဲမတို့ဒီဘက်မလေးရှား immigration ဖြတ်ပြီးလို့ရှိရင်အခုလိုမျိုးမုတ်ဆိုင်လေးတွေတွေ့ရတယ်ပေါ့နော် ြီးတော့ exchange rate ဆိုင်လေးလည်းရှိတယ်။ဒါပေမဲ့ကိုက exchange rate ကိုစင်ကာပူဘက်ကလဲခဲ့တာပို့ပြီးတော့ rate ကပိုကောင်းနေပေါ့နော်။အမတို့မလေးရှား immigration ကဖြတ်လာပြီးတော့ဒီ JB Central ကိုသွားမယ်ပေါ့နော်အဲ့ JB Central ကမှအမတို့ Grab လေးစီးပြီးတော့ KS လေး City Mall ကိုသွားမယ် Grab ကိုတော့အမတို့ဒီ JB Central ကဒီလိုပြင်ပလေးမှာသွားပြီးစီးလို့ရတယ်ပေါ့နော်ဒီကနေပြီးတော့အမတို့ KS City Mall ကို Grab နဲ့စီးတာပေါ့နော် IM 55.45ကျတယ်ပေါ့နော် အချိန်ကတော့တိတ်မဆောင်ပါဘူး၅မိနစ်လောက်ပဲဆောင်ရပါတယ်။မောက် JB Central နဲ့ KSL မောကိုတက္ကစီစီးတာ15မိနစ်ပေါ့နော်အဲ့လောက်ပဲကြာတယ်။အခုမတော်က breakfast ဆောင်ဖို့သွားနေတာပေါ့နော်ဒီဆိုင်လေးမှာပေါ့ဒါ dim sum ဆိုင်ဒီစင်ကာပူဘက်ကလူတွေလာလို့ရှိရင်ဒီဆိုင်မှာစားကြရလို့ပြောတယ်ပေါ့နော်ဒီဆိုင်ကနာမည်လဲကြီးတယ်အရသာလဲကောင်းတယ်လို့ပြောတယ်ဒါကြောင့်မလို့အမတော်မနေ့ဆောင်ဒီမှာစားမယ်ပေါ့နော် အခုတော့မတော့ queue ယူထားတယ် queue ယူထားပြီးလို့ရှိရင်ကြာကြလို့ထိုင်နေတဲ့နေရာမှာထိုင်နေလို့ရတယ်ပေါ့နော်သူတို့ queue နံပါတ်လေး all လို့ရှိရင်သွားလိုက်ရုံပဲအဲဒီဆိုင်ရလဲမတော့ဒီ KSL City Mall အနားမှာရှိတာဆိုတော့ပေါ့နော်ဒါစားပြီးလို့ရှိရင်တော့မတော့ City Mall ကိုပတ်မယ်လို့ကျွန်တော်အမတို့ထိုင်ဆောင်နေတဲ့ချိန်တွေမှာသူတို့အမတို့မန်နျူလေးလာပေးထားတယ်ပေါ့နော်အဲ့တော့မဆက်ကြီးရလေးကိုဒီလိုလေးချရေးပြီးတော့မာလိုက်တယ်သူတို့ရဲ့ဈေးနှုန်းလေးတွေကဒီစင်ကူနဲ့စားလို့ရှိရင်တပွဲကိုတစ်ချက်တစ်ချက်ခွဲလောက်တတ်တာတယ်ပေါ့နော် ထိုင်ကုန်ရဖို့လေးစက်ကလေးလောက်ဆောင်းလိုက်ရတယ်။ဆိုင်ထဲဝင်တော့မြန်မာတွေကြီးပဲအဲ့တော့မြန်မာလိုအဆင်ပြေပြေနဲ့မှာလို့ရတယ်။သူပထမဆုံးလာချတာတော့တစ်ချက်သားကျော်လေးပေါ့နော်ဒါလေးကဆက်ခုနဲ့ပတ်ပြီးတော့ကျော်တော့တာတော်တော်လေးမှုပြီးတော့စားလို့ကောင်းတယ်ဒီဆိုင်ရံကလေးအလုံးဝ recommended ပေါ့နော်ဒီ JB လာလို့ရှိရင်ဒီမှာစားတဲ့နေတစ်ခေါက်လောက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဈေးနှုန်းနဲ့တက်တာတဲ့အရသာလေးတွေကောင်းတယ်ပေါ့နော် ဟင်ပွဲလေးတွေကိုလာချတာတော့အချိန်ကြီးကတော်တော်ကြာတယ်။အဲ့တော့ကိုမာကျင်နေဆိုရင်တခါတည်းစောစောချင်းချင်းမာတာတာကပိုပြီးတော့ကောင်းတယ်။မတို့ဒီလောက်အများကြီးမာတာတော့မဟုတ်ဘောနော်ဒီ3ယောက်ကို50ဒေါ်လာ50လောက်ပဲကြားခဲ့ရပါတယ် ဒီ GSM မော်ရဲ့ဟိုဒီဘက်အရှိတ်ဘက်အချမ်းပါပေါ့နော်ဆိုင်တွေကအများကြီးပဲရှိတယ်အလှပြင်ဆိုင်တို့တခြားပေါ့နော်မဆန်းချုပ်ပါတို့အစုံပဲအမတို့တော့ဒီနေ့ပထမအဆုံးသွားတော့ဆိုတော့မဝင်ငယ်ဘူးပေါ့နော်ဝေးသည်လားတော်ရှုံနေပြီမကောင်းတော့ဘူးငါပြောရတဲ့ဗီဒီယိုထဲမှာပါ ဒီကဲဆက်မောရဲ့အရှိမအခုလိုမျိုးပေါ့နော်အေးအေးတို့အသီးနဲ့နေရောက်လာတယ်ရှိတယ်အမသွားတော့မှပေါ့နော်တွေးကြရရရအသီးတွေကတော့နည်းနည်းရှုပ်နေပြီပေါ့နော်တိတ်မလက်တော့ဘူးလေးဒါလေးယူမယ် ဒီကက်ဆက်မောတယ်မှာဒီလိုအယုတ်လဲတာလေးတွေပေါ့နော်ကန်ဆန်းတာလေးတွေအများကြီးရှိတယ်အခုအမတို့ဒီအယုတ်ခါလေးတွေဆိုလို့ရှိရင်တစ်ခါလို့လို့ရှိရင်စင်ဝူဒေါ်လာ6ကျပ်ခွဲပဲပေးရတယ်ပေါ့နော်အယုတ် quality လေးတွေကလည်းတော်တော်လေးကောင်းတယ် ါဘူးမစိုးပါဘူးမမီလေးလိုချင်တာဒါပေမဲ့ quality ကောင်းတယ်ဟော မောရဲ့ဒုတိယထက်မှာတော့အခုလိုမျိုးစပင်းညက်ဆိုင်နေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့သတိထားပါ scam တွေအများပါတယ်မားတို့ဆိုလို့ရှိရင်သွားခဲ့တာပေါ့နော် scam မိတယ်သူများတွေကတော့ခြေပြီးသွားတာဈေးသက်သာတက်တာတွေပဲပြောတာပေါ့နော်အမားတို့တော့ဒီစပင်းညက်ဆိုင်မှာစပင်းဝင်ညက်ခဲ့တာအဲ scam မိသွားတယ်ပေါ့နော်စပင်းညက်ပြီးတာလုံးဝလည်းစေတနာမပါဘူးပြီးတော့အဲပေါက်တိတ်မိတာပေါ့နော်ပေါက်တိတ်မိတယ်ဆိုပြီးတော့ရိုးရိုးပဲလှုပ်ချပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေမိတာရှိပါတယ်အဲ့တော့သတိထားသွားပါမော်ရဲမှာတော့စားစရာတောက်စရာတွေဝယ်ကြရတဲ့အများကြီးပဲပေါ့နော် မတို့လည်းပြီးသွားတော့နော်နော်လေးနဲ့ခြေထောက်ညောင်းတော့ပေါ့နော်ဒီ massage ထဲမှာဝင်ပြီးတော့အဲခြေထောက်ကလေး massage လုပ်တယ်ပေါ့နော်ဒီ massage လုပ်တဲ့ဈေးနှုန်းကတော့အမကပကုံးရဲ့ကြောကုံးရဲ့ကိုမိနစ်30ပြီးရင်ခြေထောက်ကိုမိနစ်40ပေါ့နော်အားလုံးစုစုပေါင်းတစ်နာရီလောက်ခဲ့ရတယ်အဲ့ဒါကိုမှ RM 60ပေါ့နော်အဲ့တော့စင်ကာပူဒေါ်လာ19ကျပ် 20ပေါ့နော်အဲ့ဝေချင်ကြခဲ့တယ်ကိုယ်ဆက်မောလာလို့ရှိပေါ့နော်တကယ်လို့မဆာချ်ခံခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်လေးဥမာ recommend ပေးတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ပေါ့နော်နှိပ်ပေးတဲ့လူတွေဝန်ထမ်းတွေအကုန်လုံးကမြန်မာတွေကြီးပဲအဲ့တော့မြန်မာလူဒီချိုင်လေးပဲပြလို့ရတယ်နားရင်နားတယ်ပေါ့နော်အားထည့်ရင်အားထည့်အားပြောရင်ပြောဆိုပြီးပြောပေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်လုံးဝပေါ့နော်ဒီမဆာချ်ခံပြီးလို့ရှိရင်ညောအညောင်းညာတွေ relax ဖြစ်သွားတယ်ပေါ့နော်နာကျန်ခဲ့ရပါရင်မရှိဘူးတော်တော်လေးကောင်းတယ် service လေးလည်းကောင်းတယ်ပေါ့နော်ပြီးတော့သူကဗီဒီယိုရုံလေးလိုမျိုးလုပ်ပေးထားတော့ပေါ့နော် ော်အဲဒီဘီလေးကြည့်ပြီးအိပ်ပြောသွားလိုက်နေပေါ့နော်တော်တော်လေး environment ကလည်းကောင်းတယ်လို့ပြောလို့ရတယ်ဒီလာခဲ့မယ်ဆိုလို့ရှိရင်တော့ toilet bus ဘူးလောက်မတန်ဘူးပြီးတော့ tissue လေးဆောင်လာခဲ့ပေါ့နော် toilet ထဲမှာထဲထဲမှာ tissue မရှိဘူးဘောမှာပဲရှိပေးစင်သားမှာပဲရှိဒါပေမဲ့ပေးစင်သားမှာလည်းကုန်ရများတယ်ပေါ့နော်အဲ့တော့ tissue လေးဆောင်လာခဲ့ massage တွေတော့ကောင်းတယ် scan တွေလည်းရမ်းများတယ် ဒါကတော့အဘကဖူကော့ပေါ့နော်ဒီဖူကော့မှာအမားတို့အစားအစာမျိုးစုံရရတယ်အဲထိုင်းအစားအစာလေးပေါ့နော်ဂျပန်အစားအစာဆူရှီလေးတွေပါလေရတယ်ဈေးနှုန်းလေးလည်းတက်တာတယ်ပေါ့နော် မညနေကြစားပြီးတဲ့အချိန်မှာပေါ့နော်ညနေ၄နာရီခွဲ၅နာရီတောင်ရှိနေပြီဆိုတော့ဒီထက်မမောင်းဝါခင်ပေါ့နော်အမတို့ဒီ KSL မောင်းနေပြီးတော့ JB Central ကို Grab လေးငါးစီးပြီးတော့ပြန်လာခဲ့ပါတယ်ဒီ JB မှာပေါ့နော်ဒီ KSL မောင်းအပြင်ပေါ့တခြားမောင်းတွေအများကြီးလည်းရှိတယ်ဒီစင်ကာပူကသွားတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်သူတို့အဲ့မောင်းတွေဆုံးအောင်လဲပြီးမှပြန်ကြတာပေါ့နော်အမတို့ကတော့အခုဒီ KSL မောင်းတစ်ခုလည်းပဲလဲပြီးတော့ပြန်မာတော့မယ် JB Central ရောက်ပြီးတော့မအားတို့မလေးရှား immigration ကိုဖြတ်ဖို့သွားနေတာပေါ့နော်အဲ့ဒီလမ်းတစ်လျှောက်မှာလည်းမအားတို့မုတ်ဆိုင်တွေအများကြီးရှိတယ်အမှန်နမင်ကြီးရဲ့မုတ်ဆိုင်တွေရှိတယ်ပေါ့နော်နမင်ကြီးတဲ့မုတ်ဆိုင်တွေဆိုလို့ရှိရင်လုံးဝလူတွေကပြည့်ညတ်တက်ပြီးတော့ပေါ့နော်ဒီလိုစင်ကာပူအပြန်ကိုပေါ့လက်ဆောင်လေးတွေဝယ်ဝါကြတာပေါ့စားပုတ်လေးတွေဝယ်ဝါကြတာပေါ့အော် Roti Boy ဒီဟာလားဟောဒီဟာတက်စီမြေကြတာမိုးတော့မွေးနေရောပဲနော်ဒီ QQ ရ ကိုရိုနာကနေတန်းစီတော့ကဘာဖြစ်ဖြစ်ပြီးစင်းနေတာဟုတ်ရှိတာဟုတ်လားအခုကတော့အမားတို့ဒီမလေးရှား immigration ကိုဖြတ်ပြီးတော့ဆင်ကာပူ immigration ကိုဖြတ်ဖို့သွားနေတဲ့ကားပေါ်မှာပေါ့နော်အဲကားတော့10မိနစ်15မိနစ်လောက်စီးရတယ်ပေါ့နော်အမားအလားတော့လိုပဲကားတွေပိတ်နေတဲ့အတွက်ဆင်ကာပူ immigration ကိုလမ်းဆင်းလျှောက်ကပါတယ် ပြန်တော့လူတွေကအလားလောက်မများဘူးပေါ့နော်အားလုံးပဲမြေမြဆန်ဆန်နဲ့အစီအစီပြီးချင်ချောင်းမွေးနေစားလုံးဘက်ကိုပြန်ပြီးတော့ရောက်ခဲ့ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အစိုးရကြီးပဲအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ်။